ပေါ်ပြီးဆဆာပေါ်မပြတ်သားနိုင်သေးတဲ့ခန်းစားချက်တွေရှိနေတဲ့လွှမ်းပိုင်ကိုမခေါ်နိုင်မပြောနိုင်ဖြစ်သွားတဲ့နန်းစုပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ယင်းတစ်ချိန်ကပရိသတ်ချစ်တော်လေးဖြစ်ခဲ့တဲ့ဟစ်ပေါ်ဆူရောလွှမ်းပိုင်ကတော့ခုချိန်မှာပရိသတ်တင်ရဲ့ချင်ပတ်ဖြစ်လို့နေခဲ့ပါပြီ။အချိန်ရေးရှုပ်ရှင်နေကြောင်းလွှမ်းပိုင်တရားလူမုံများနေခဲ့တာဖြစ်ပါနေ။ဘလောက်တောင်လူမုံများနေလဲဆိုရင်ပြိတ္တတင်ရဲ့မြေတာပူတာမှုကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကကားအက်ဆီဒန့်ဖြစ်သွားတယ်လို့သတင်းတွေထွက်လာတဲ့အထိပါပဲ။ ရွာပိုင်ကပေါ်ပြီးဆဆာနဲ့လမ်းခွဲပြီးနောက်ပိုင်းနန်းစုနဲ့တွဲနေတာကိုဝေဖန်နေတဲ့ပြည်သက်တွေများပြားရှိတယ်လို့လက်ခံတဲ့ပြည်သက်တွေလည်းရှိပါနေ။ဒါပေမဲ့မချသေးခင်ကလွှမ်းပိုင်နဲ့နော်ဖောင်းရဲ့ဓာတ်ရုပ်ရဲ့ကားပေါ်မှာအနှမ်းပေးနေကြတဲ့ကိစ္စပေါက်ကြပြီးချိန်မှာတော့လွှမ်းပိုင်ကိုနန်းစုနဲ့တော့မတန်ဘူးဆိုတာပို့ပြီးလူမုံများခဲ့တာပဲဖြစ်ပါနေ။အရင်ကဘသူတွေဘလို့ပဲဝေဖန်ခဲ့ရနေပါစေနန်းစုကလွှမ်းပိုင်နာမှာအမြဲတမ်းရှိပေးခဲ့တာပါ။ ဒါပေမဲ့နော်ဖုံးရဲ့ဌာနဲ့ချစ်ချူညွန်းနေတဲ့ဗီဒီယိုတွေထွက်ပေါ်လာပြီးနောက်မှာတော့နန်းစုတောင်လည်းလွှမ်းပိုင်နာမှာရှိမနေနိုင်တော့ပါဘူး။အရင်ကရွှေဆိုင်ဖွင့်ပွဲတွေ၊ကြော်ညာတွေ၊ရှိုးတွေမှာဆိုရင်အများရန်တူတူတွေ့နေရပေမယ့်ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ V47 ဆိုင်ခွဲအစ်ဖွင့်လှစ်ပွဲမှာတော့လွှမ်းပိုင်ရောနန်းစုကဖိတ်ကြားခဲ့ပေမယ့်နှစ်ယောက်သားတူတူပွဲတက်လာခြင်းတော့မရှိခဲ့ပါဘူး။ ဒါပြင်ပွဲထဲမှာလည်းအတူတူဘေးချင်းကမထိုင်သလိုတယောက်နဲ့တယောက်လည်းအခေါ်ပြောမလို့ကတခါမှမတည်ဘူးတဲ့သစိမ့်နေလို့နေနေကြတာကိုပရိသတ်တွေကတတိထားမိသွားကြတာပဲဖြစ်ပါတယ်ဒါကြောင့်နော်ဖောင်းဟင်ထားကိစ္စနဲ့ပတ်သက်ပြီးနန်းစုကလွှမ်းပိုင်ကိုစိတ်နာသွားတာဖြစ်မယ်လို့ထင်ကြီးပေးနေကြတာပါ တချို့ကလည်းနော်ဖုံးရဲ့ဗီဒီယိုဖိုင်ကိုနှွားပိုင်ကိုယ်တိုင်ဖြန့်ခဲ့တာဖြစ်ပြီးဘော်ဘီဆော့ဆာရဲ့ post တွေမှာလည်း comment တွေရေးလာတဲ့ပုံတွေအရနှွားပိုင်ဟာဘော်ဘီဆော့ဆာပေါ်ခံစားချက်တွေရှိနေသေးတာဖြစ်လို့မှတ်ချက်ပေးလာချင်တာပါနန်းစုအနေနဲ့နှွားပိုင်ကိုစိတ်နာမယ်ဆိုရင်လည်းနာကျင်စရာပဲဖြစ်ပါနဲ့ဘော်ဘီဆော့ဆာနဲ့လမ်းခွဲပြီးနောက်ပိုင်းပရိသတ်တော်တော်များများကနန်းစုကိုဝိုင်းပြီးပြစ်တင်ခဲ့ကြတာပါ ဒါကူရာမှာသူမအနေနဲ့ပြန်လည်တောင်းပြန်တာမျိုးမရှိဘဲတစ်ချိန်လုံးဝေဖန်ပြောဆိုခံပြီးလွှမ်းပိုင်နာမှာရှိနေပေးခဲ့တာပါ။ဒါကြောင့်ဖြစ်မှန်နေပေါ်လာချိန်မှာတော့နန်းစုကအလုံးကသနာခိယူနာတတ်နေကြတာပဲဖြစ်ပါနေ။အချင်းရင်းနဲ့ပတ်သက်ပြီးကံမကောင်းမှုလို့လည်းမှတ်ချက်တွေပေးလာကြတာပါ။နန်းစုကသူမတွဲသမျှရည်စားနိုင်ကိုအပြည့်ဝကြီးဆိုင်မှုပေးတတ်သူပါ။ G5 နဲ့တွဲတော်ကလည်း G5 ရဲ့ရှိုးတွေတိုင်းကိုတကောက်ကောက်လိုက်သွားပေးခဲ့တဲ့လို့လွှမ်းပိုင်နဲ့တွဲတော်လည်းလွှမ်းပိုင်ရဲ့နားမှာအရေးတစ်ခုလုံးအမြဲတမ်းရှိနေပေးခဲ့တာပါ။သူမခုလုံး queue site ပြီးချစ်ပေးခဲ့သမျှပြန်ရလိုက်တဲ့ယာတွေကတော့စိတ်မကောင်းစရာတွေသာဖြစ်နေခဲ့ရတာပါ။လွှမ်းပိုင်နဲ့နော်ဖောင်းရင်ထိုင်းရဲ့အရှုပ်တွေပေါ်သွားခဲ့တဲ့နေ့ကလည်းနန်းစုကကမ်းခြေတစ်ခုကိုအလင်းရောင်နှုတ်နဲ့အတူတူရောက်ရှိနေတာဖြစ်ပြီးသူမရဲ့အသေးကွဲသချင်းတစ်ပုဒ်ဖြစ်တဲ့ကမ်းမဲ့လီသချင်းနဲ့ဗီဒီယိုရိုက်ပြီးတင်လာခဲ့တာဖြစ်ပါတယ်။ ကပ်ရှင်ကိုလည်းတချင်းစာသားဖြစ်တဲ့ပင်လေချင်းရင်ကျမကရှင်လောင်မာယာရီမမများဆိုရင်စာသားနဲ့ရေးတင်လာခဲ့တာပဲဖြစ်ပါတယ်။သူမအနေနဲ့ဝေဘန်တိုက်ခိုက်မာရီခံရပြီးလွှမ်းပိုင်နားမှာရှိနေပေးခဲ့ပေမယ့်လွှမ်းပိုင်ကတော့နော်ဖောကိုမရလို့နန်းစုကိုပြောင်းချိုင်လိုက်ပြီးအခုချိန်မှလည်းဘော်ဘီဆော့ဆာပေါ်ခန်းစားချက်တွေရှိနေသေးတဲ့အရေးအောင်တွေကြောင့်လွှမ်းပိုင်ကိုမခေါ်နိုင်မပြောနိုင်ဖြစ်သွားတာဆိုပြီးမှတ်ချက်ပေးလာကြတာပဲဖြစ်ပါနေ။ ပိတ်သက်တို့အနေနဲ့ရောနန်းစုတရာလွှားပိုင်ကို တကယ်ကိုစိတ်နာသွားပြီလားဆိုတာအမြင်လေးတွေကိုပြောသွားပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်